ဆက်လက်ပြီးတော့တင်ဆက်ပေးရမယ့်သတင်းကတော့အာရခတပ်တော် AA ထိန်းချုပ်ထားတဲ့ရခိုင်ပြည်နယ်ပေါတောမြို့နယ်ဘက်ကိုစစ်ဘေးရှောင်ဖို့တွားရောက်တဲ့စစ်တွေမျိုးကန်34ဦးကို အကြမ်းဖက်စစ်ကောင်စီတပ်ကဖမ်းဆီးထားတယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။မနေ့ကဧပြီလ22ရက်နေ့ညနေ4နာရီဝန်းကျင်မှာကလေးနဲ့အမျိုးသမီးတွေအပါအဝင်စစ်တွေဒေသခံ34ဦးဟာမိဆန်ရက်ကွက်မှာရှိတဲ့ကိုရီးယားစစ်ကမ်းကနေပေါတော့ဘက်ကိုစစ်ဘေးရှောင်ဖို့တွားရကနေဖမ်းဆီးခံရတာဖြစ်တယ်လို့သိရပါတယ်။စစ်တွေဒေသခံတဦးကပေါတော့မှာရှိတဲ့အသည့်ဆွေမျိုးတွေစီကိုစစ်ဘေးရှောင်ပြီးတော့တွားနေဖို့တွားကြတာဖြစ်ပါတယ်။အဲ့ဒီတဲကအများစုကအမျိုးသမီးတွေကလေးတွေကြီးပါပဲ။ သူတို့ကပွဲစားကနေတဆင့်တွားကြဖို့လုပ်နေတာပါစိတ်ကမ်းပါပဲစစ်သားတွေရဲတွေကလာပြီးတော့ဖမ်းခေါ်တွားကြပါတယ်အခုသူတို့ကိုဘယ်မှာဖမ်းဆီးထိန်းသိမ်းထားလဲဆိုတာကိုမသိရသေးဘူးလို့ပြောပြထားပါတယ်ဖမ်းဆီးခံရတဲ့စစ်တွေဒေသခံတွေဟာတိုက်ပွဲကြောင့်ကြိုတင်ပြီးတော့ထွက်ပြေးတိမ်းရှောင်ကြတဲ့သူတွေဖြစ်တယ်လို့အလုတ်ကန်ရှားပါပြီးဝင်ဝင်မရှိတဲ့အပြင်ကုံစင်းနှုံတွေမြင့်တက်လို့စားဝတ်နေရေးကြက်တဲနေတာကြောင့်ပေါက်တော့ဘက်ကိုပြောင်းရွှေ့လာကြသူတွေဖြစ်တယ်လို့သိရပါတယ် စစ်တွေမျိုးထဲမှာဘာအလုံးမှမရှိဘူးကုံစင်းတော့ကလည်းအရန်ကိုတက်နေတယ်တိုက်ပွဲကလည်းဘယ်နှစ်ဖြစ်မယ်ဆိုတာမသိဘူးမိသားစုစားဝတ်နေရေးကလည်းတနေ့ထက်တနေ့ပို့ပို့ပြီးတော့ဆိုးလာတယ်ပိုးဆိုးတာကလွတ်လပ်စွာသွားလာခွင့်မရှိဘူးမျိုးထဲမှာပိတ်မိတယ်လို့ခံစားနေရတယ် ဒါကြောင့်ဆက်နေဖို့မထူတော့တဲ့အတွက်ပေါတော့ဘက်ကိုပြောင်းလာကြတာပါလို့စစ်တွေမြို့ကန်တို့ကပြောပြထားပါဗျ။စစ်တွေမြို့ကန်တွေဟာပေါတော့မြို့နယ်ဘက်ကိုတွားရောက်ဖို့အတွက်ပွဲစားတွေစီမှာလူတယောက်ကို၁၀သိန်းစီပေးခဲ့ရတယ်လို့သိရပါဗျ။လက်ရှိမှာသူတို့တွေကိုစစ်တပ်ကဘယ်နေရာမှာဖမ်းဆီးထိန်းသိမ်းထားတယ်ဆိုတာကိုမသိရသေးတဲ့အတွက်မိသားစုဝင်တွေကစိုးရိမ်နေကြပါတယ်။စစ်တွေမြို့ဟာစစ်ကောင်စီထိန်းချုပ်ထားတဲ့ရခိုင်ပြည်နယ်မှာရှိတဲ့မြို့နယ်၃ခုထဲကမြို့တစ်မြို့ဖြစ်ကြောင်းတရင်ရရှိပါတယ်ခင်ဗျာ။